င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငဖဲမြို့နယ်မှာဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဗိုလ်မှူးတရအပါဝင်စစ်သား63ဟာသေဆုံးကဗိုလ်ကြီးအောင်ငင်းချံဗိုလ်ကြီးတင်ကိုထက်အပါဝင်စစ်တုံးပန်း18ဦးကိုအရှင်ဖမ်းမိပါတယ်။ထိုင်းလေဗန်နက်ကိုကျူးကျော်ပြီးစစ်ကောင်စီလက်ထက်က KNL နေရာတွေကိုဘုံကျဲနေတဲ့အတွက် လေရင်ပြစ်အမြောက်တွေကိုထိုင်းစစ်တပ်ကနယ်စပ်ကိုရွှေ့ပြောင်းတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မကွေးတိုင်းငဖဲမြို့နယ်မှာဇန်နဝါရီလကနေဧပြီလအတွင်း ပိတ်ပွဲ23ကြိမ်ဖြစ်ပွားခဲ့ပြီးဘုံမူတရားဟောင်းပါဝင်စစ်သား63ဟာတည်ဆုံးခဲ့ကာဘိုကြီးအောင်ငင်းချံဘိုကြီးတင်ကိုထက်အပါဝင်စစ်တုံးမှန်78ဦးကိုအရှင်ဖမ်းဆီးရမိတယ်လို့လူလူတော်လိုင်းရင်မဟာမိတ်အင်အားစု PIA မကွေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။လူလူတော်လိုင်းရင်မဟာမိတ်အင်အားစု PIA မကွေးဟာဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း23ကြိမ်ကိုဖော်ဆောင်နိုင်ခဲ့ပြီးလက်လက်ခရမ်းများစွာကိုလည်းတင်းဆဲရမိ ိသလိုအဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြက်ဘက်စစ်တပ်ဘက်ကဗိုလ်မှူးတရားအောင်အပါအဝင် စုစုပေါင်း63ဟာတည်ဆုံးခဲ့လို့လည်းသိရပါဗျ။ဒါအပြင်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာဗိုလ်ကြီးအောင်ငင်းချန်းဗိုလ်ကြီးတင်ကိုထက်တော်အပါအဝင်စုစုပေါင်း78ဦးကိုအရှင်ဖမ်းဆီးရမိတယ်လို့လူရုဒေါ်လာရဲ့မဟာမိတ်အင်အားစု PIA မကွေးကတာဝန်ရှိသူတို့ကပြောပါဗျ။လူရုဒေါ်လာရဲ့မဟာမိတ်အင်အားစု PIA မကွေးဟာမဟာမိတ်ဒေါ်လာရဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကအမ်ဘရန်စစ်စင်မှာပါဝင်ဆောင်ရွက်နေပြီးစစ်နယ်ဝ ဝန်ချက်တွင်လှုပ်ရှားနိုင်ဖို့ကိုလည်းတပြိုင်နက်တည်းအကောင့်တွေပေါ်ဆောင်ရည်လို့လည်းသိရပါဗျ။ဒါအပြင်ရှစ်ဆက်ပြီးတော့ဆရာနာရှင်ကြဆုံးရေးအတွက်ကိုဆက်လက်ချီတက်နေရလို့လည်းလူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးကတာဝန်ရှိသူတို့ကအသိပေးထားပါရှင်။ ီတစ်ခါမှာတော့ထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးစစ်ကောင်စီလေတပ်က KNL နေရာတွေကိုဘုံကျဲနေတာကြောင့်လေရင်ပြည့်အမြောက်တွေကိုထိုင်းစစ်တပ်ကရွှေပြောင်းနေတယ်လို့ထိုင်းအခြေစိုက်သတင်းဌာနကသတင်းဖော်ပြထားပါတယ်။ကြားဘက်စစ်ကောင်စီရဲ့လေတပ်ဟာထိုင်းနယ်စပ်ကချနာဘူရီခရိုင်နီးမှာဘုံတွေကိုမကျဲချဖို့အတွက်ထိုင်းနိုင်ငံရဲ့သတိပေးချက်ကိုလစ်လို့ရှုနေတယ်လို့လည်းထိုင်းသတင်းတွေမှာဆိုထားပါတယ်။မနေ့ကနေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ရဲ့လေရင်တွေဟာထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီး KNL test scan တွေကိုဘုံ၁၀လုံးဝန်းကျင်ကြက်ချသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒါကြောင့်ထိုင်းနိုင်ငံကလေရင်ပြည့်အမြောက်တွေကိုထိုင်းနယ်စပ်အနီးကိုရွှေ့ပြောင်းနေပြီးထိုင်းနိုင်ငံရဲ့လေပိုင်နက်ကိုကာကွယ်ဖို့လှုံ့ဆော်နေတယ်လို့လည်းသိရပါတယ်ရှင်။ ဒီတကမှာတော့စကိုင်းတိုင်းစကိုင်းမြို့တမ33ကနေမုံရွာနမခတ်ကိုထွက်ခွာလာတဲ့အကြက်ဖက်စစ်တပ်ရင်တန်းကိုလုံခြုံရေးယူပေးနေတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးဟာတေဆုံးခဲ့လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့က တောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဧပြီလ20ရက်ညနေ4:00လောက်ကသခိုင်းမြို့တပ်မ33ကနေမုံရွာနမခခကိုထွက်ခွာလာတဲ့စစ်ကား10စီးပါရန်နံကို လုံခြုံရေးယူပေးနေတဲ့စစ်တပ်စစ်ကြောင်းကိုသခိုင်းမုံရွာရွှေကိုလမ်းမပိုင်းသခိုင်းမြို့ရဲ့တပ်ရင်း16အနီးမှာတော်လင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သား9ဦးဟာနေရာမှာပဲပွဲချင်းပြီးတိုက်ဆုံးခဲ့ပြီး သုံးကတော့အပြင်းထန်တန်းရရှိကစိတ်ကူတမှုခံယူနေရလို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြက်ဘက်တပ်ဖွဲ့ဝင်တွေက ပြန်လဲပြစ်ခတ်ခဲ့ပြီမဲ့လေ။တော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗါရှင်။ ဒီတခါမှာတော့စကိုင်းတိုင်းဒဝယ်မြို့နယ်ကျက်စားပြင်ရဲ့စိတ်ကမ်းလန်းဘော်ဒဒါမှာငားလွတ်ဖို့လာတယ်။အကြမ်းဖက်တပ်သားတွေကိုတိုက်ခတ်ရမှာစစ်သား၁၀ဦးဟာသေဆုံးပြီး speed boat တစ်စီးဟာပျက်စီးခဲ့လို့ Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့ကပြောပါရတယ်။ April 10နေ့မနေ့9နိုင်လောက်ကဒဝယ်မြို့နယ်ကျက်စားပြင်ရက်ွက်စိတ်ကမ်းလန်းဘော်ဒဒါမှာငားလွတ်ဖို့ထွက်ခွာလာတဲ့အကြမ်းဖက်တပ်သားအင်အား150ကျော်ဟာ speed boat တစ်စီးနဲ့ထွက်ခွာလာစဉ်တွင် တော်လန်တပ်ဖွဲ့ဝင်တွေကကြား ဖက်တက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီကတ်မိုးတွင်းမှာအကျန်းဖက်တတ10ဟွာတည်ဆုံးခဲ့တာဖြစ်ပြီးအများပြားလည်းထိခတ်တန်ရရှိကစစ်သားတွေလိုက်ပါလာတဲ့ speed boat လည်းပျက်စီးခဲ့လို့လည်းသိရပါတယ်။အဲ့ဒီကတ်မိုးကို Special Gorilla Force အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပင်လယ်ကျဲတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ စကန်းတန်းအတင်းတပုတ်ကိုကြည့်အောင်ပါစကန်းတန်းကမ့်ဘလူမြို့နယ်တင်တော်ရွာဒေါ်မူချိုကုံစုံဆိုင်ကိုအကြက်ဖက်စစ်သားတွေကလေနဲ့ဘုံကျဲတက်ခတ်ခဲ့တဲ့အတွက်ပြည်သူ၆ဦးဟာတေဆုံးခဲ့ရတယ်လို့ calling info ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဧပြီလ20ရက်နေ့ညနေ6:00မိနစ်40လောက်မှာ ကမ်ဘလိုမြို့နယ်တင်တော်ရွာဒေါ်မူချိုကုံစုံဆိုင်ကိုအကြက်ဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကိုကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွင်ကုံစုံဆိုင်မှာရှိနေတဲ့အမျိုးသား၃နဲ့အမျိုးသမီး၃ဟာပွဲချင်းပြီးတိဆုံးခဲ့ပြီးပြည်သူ၂ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ဒါအပြင်ကုံစုံဆိုင်ဘေးကနေအိမ်တစ်လုံးလည်းမီးလောင်ပျက်ကျခဲ့ရလို့ကောလင်းအင်ဖိုကတာဝန်ရှိသူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အာနာသိန်းစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုနဲ့လက်လက်ကြီးပစ်ခတ်မှုကြောင့်2025ခုနှစ်မတ်လအတွင်းမှာအမျိုးသမီး66ဦးဟာတည်ဆုံးခဲ့ရပြီးဒဏ်ရာရရှိသူဟာ88ဦးရှိတယ်လို့မြန်မာအမျိုးသမီးသက်မှတ်က BWUY က April 16ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူအယောက်90နဲ့လက်လက်ကြီးပစ်ခတ်မှုကြောင့်9ဦးဟာတည်ဆုံးသွားတာဖြစ်တယ်လို့ BWUY ကသတင်းထုတ်ပြန်ထားပါတယ်ဒါအပြင်မြို့ ုံမောင်းကြောင်2ဦးအကျန်းဖယ်စစ်တရဲတပ်ဖြတ်မှုကြောင်9ဦးမီးရှို့တပ်ဖြတ်မှုကြောင်2ဦးနဲ့လိန်ပိုင်းဆိုင်ရာအကျန်းဖက်ခံရမှုကြောင်2ဦးလည်းတည်ဆုံးခဲ့ရလို့လည်း BWU ကဆိုထားပါဗါတယ်တည်ဆုံးသူတွေထဲမှာ24ဦးဟာအသက်18နှစ်အောက်အမျိုးသမီးငယ်တွေဖြစ်နေရလို့လည်းသိရပါဗါရေကြောင်းတက်ခတ်မှုကြောင်49ဦးဟာဒဏ်ရာရှိခဲ့ပြီးလက်လက်ကြီးပြစ်ခတ်မှုကြောင်23ဦးမြေမြုံမှန်းကြောင်15ဦးနဲ့ရိုင်းနှက်ခံရမှုကြောင်2ဦးစုစုပေါင်းအမျိုးသမီး88ဦးမှလည်းဒဏ်ရာရှိခဲ့လို့ လို့ BWU ကသတင်းထုတ်ပြန်ထားပါဗျ။ဒီအချက်လက်တွေဟာတိကျခိုင်လုံပေမဲ့လည်းမြေပြင်အခြေအနေမှာတော့အခုအချက်လက်တွေထက်ပုံမပြီးကိန်းကနန်းတွေဟာပုံမများပြားနိုင်တယ်လို့လည်း BWU ကပြောထားပါဗျ။မြန်မာပြည်သူတွေငလင်တန်းကြောင့်ပူဆွေးတော့ကရောက်နေပေမဲ့လည်းအာနာတိန်စစ်ကောင်စီကအမျိုးမျိုးသောလူခွေရေးချိုးဖောက်မှုတွေကို နှင်းမျိုးစုံနဲ့ပြောင်ပြောင်တင်းတင်းဆက်လက်ကျွလွန်နေတာကြောင့်အမျိုးသမီးတွေနဲ့အမျိုးသမီးငယ်တွေဟာနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးနေရလို့လည်းမြမအမျိုးသမီးတမက BWU ကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါအားရရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေ့ကိုတက်ဆက်ပြရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါရှင်ကျေးပါများပါ